မန္တလေးကနေစကိုင်းတရားဘက်ကိုသွားတယ်ကန္နလန်တစ်လျှောက်ကကျွန်တော်တို့ကမစတော်တော်ကြီးတရီထားတော့မကားတစည်းစာလေးတော့မာဒီဒီဘက်ကလည်းကြောက်ကြီးလိုဖြစ်သွားတယ်ပတ်ကြားအကြီးဖြစ်သွားတယ်ဒီဘက်ကလည်းဒီဘက်ဆိုလို့ရှိရင်လည်းဟိုတခါတော့ဟိုအောက်အောက်ထိကို꿰꿰꿰ကြောက်ကြီးပေါ့နော်အဲ့ကားတစည်းစာလေးနေရာနေတော့တကယ်ကိုသက်စွန့်ဆန်များဟို သွားတာဗောနော်မဘူးချစ်တူဆိုလို့ရှိရင်မအိတ်နိုင်မစားနိုင်ဒီဟာအတွက်ကိုပတ်စံဘယ်လိုရှာမလဲဘလူးဘေးကနေပြီးတော့အခုဒီတောင်းမယ်ငါတို့ဘာထိရအောင်ငါတို့ဘလူးပြန်သွားလုပ်မလဲဆိုတာဒါပဲ3 4တူကကျွန်တော်တို့မှာတနေ့တနေ့ဒါတွေပဲတွေးနေရတာဗောနော် ရှားရောက်ချင်းပေါ့နော်ကျွန်တော်တို့သွားတဲ့အချိန်မှာတော့ဟိုအမြန်လန်ကြီးကအကုန်လုံးမပွင့်သေးဘူးမပွင့်သေးတော့ကျွန်တော်တို့အာကေတူမီကနေပျက်ဆင်းပြီးတော့မှတာကရအနေနဲ့ပြန်ပြီးတော့ဖြတ်တယ်ဖြတ်တယ်ပြီးတော့အဲ့လိုသွားရတော့သွားတဲ့ခါကျတော့အဲနောက်ပလိဖက်ကနေဖြတ်ပြီးတော့ဝင်ပြီးတော့မန္တလေးယူတယ်ဝင်ဝင်ချင်းပဲဒီဂရေဝေါ်ကြီးစပြီးတော့တွေ့တယ်ဝင်ရင်းထဲမှာမကောင်းဘူးဗျာအဲ့ကနေပြီးတော့အာကျွန်တော်တို့မန္တလေးမြို့ထဲကိုတစ်ပတ်ပတ်ကြည့်ပတ်ကြည့်လိုက်ပြီးတော့ ျွန်တော်တို့တည်ထားတဲ့နေရာကအဲတပင်ဟိုအများစုရှိခဲ့နေရာနားမှာရှိထမိုင်းမှာကျွန်တော်ကစခန်းခွက်ထားဆိုအဲ့ယူရောက်သွားတာရောက်သွားပြီးတော့အဲ့ရနေပြီးတော့မှအဲတကယ်တမ်းအဲ့ပတ်ကြည့်တဲ့အချိန်မှာလည်းဟိုရင်ထဲမှာမကောင်းမကောင်းဆိုတာဟိုဟာဆိုလို့ရှိရင်ဖခင်ဖခင်ညားမှာဆိုတော်တော်အချိန်နေဆိုးတော့ဖခင်ညားမှာဖခင်ကြီးအာရနာဖခင်ကြီးလည်းပြူအာဖခင်ကြီးရဲ့ဇောင်းလမ်းတွေလည်းပြူဖခင်ကြီးနေမြန်မာရှင်းဆိုင်မှာရှိရဲ့ တိုက်ပြီးတော်တော်များများပြူကြပြူကြတာမှာတကယ်ကိုတံဝေကရစရာဗျာဆိုတော့ကျွန်တော်တို့အဲ့ဒီမြင်နဲ့မြင်ပြီးတော့ခင်ဗျားတို့တကယ်အကျိုးထူးထူးရောက်ဖြစ်အောင်ဒီကုတက်ကိုစဉ်းစားကြမယ်ဆိုရောက်တာနဲ့ကျွန်တော်တို့အစီအစီတန်းလောက်တော့ဗောနော်တန်းလောက်ပြီးတော့အဲကျွန်တော်တို့မရောက်ခင်နေရလေကျွန်တော်တို့ကအဲ့မှာကျွေးမှုကျွေးမှုရဲ့အစီအစဉ်တွေကိုပုံမှန်ရှိတဲ့တပင်အဖွဲ့အစည်းတွေကစပြီးတော့ run နေကြတယ်အဲအဲကျွန်တော်ရောက်တဲ့အချိန်မှာညနေမှာတစ်ခါ အာကျွေးတဲ့အချိန်မှာလည်းအဲ့လိုပဲဟိုငလင်းတန်တင်းတဲ့ပြည်သူတွေရောဟိုအဲ့လိုငလင်းတန်တင်းတဲ့ပြည်သူမဟုတ်မဟုတ်တာတော့မှအဲ့မှာတကယ်ကိုစားကြီးစားဝတ်ဒီအခက်အခဲဖြစ်နေလူတွေရအစအာကြည့်လိုက်တော့ဗျာဟိုသိရမလားဟိုအရှင်ဟိုဒီတဲ့ပုံစံမျိုးနဲ့လူတွေကအစအကုန်လုံးပါအဲ့မထူးကတော့ဒီအချိန်မှာသမင်တနက်ကိုကောင်းကောင်းလေး ကျွေးနိုင်အောင်ဆိုကျွန်တော်တို့ကရည်ရွယ်ထားတာမနေ့ကလူတစ်ထောင်စားညနေလူတစ်ထောင်စားနေ့တိုင်းကျွေးမယ်ဆိုရည်ရွယ်ထားတော့အဲ့မှာတေချာကျွေးတာပေါ့နော်ကျွေးပြီးတော့အဲ့ညနေပဲကျွန်တော်နည်းနည်းလီမိုးချုပ်ခံနေသည့်ကျွေးလိုက်ပြော9နိုင်ကျော်6နိုင်ဝင်ကြလောက်ကြမှာကျွန်တော်စကိုင်းပဲပူကား3နေ5စီးနဲ့ပတ်ကြအာပတ်ကြတော့အာစကိုင်းကပူအခြေအနေစိုးတာကစကိုင်းကစကိုင်းတရားယူကြော်လိုက်တာနဲ့စကိုင်းမျိုးလည်းဝင်လိုက်တာနဲ့ ဘာမှအချင်းကြီးဆိုတာဆိုတော့မန္တလေးမှာမှမန္တလေးတချို့ဟိုဒီအိမ်ကြီးပြူလို့ဆိုရယ်သူကအိမ်နှလုံးကမပြူဘဲနဲ့ကြံရင်ခဲ့တယ်အဲ့လိုတွေရှိသေးတယ်သူကသူဟိုကွက်ကြားမှုလိုဖြစ်ချင်တဲ့ပြူချင်တဲ့နေရာတွေကလုံးဝပြူကြပျက်စီးသွားပြီးတော့တချို့ကျတော့လည်းအဲအကြောင်းလေးလောက်ပဲတချို့ကျတော့လည်းဘာမှမဖြစ်ဘဲနဲ့ကြံခဲ့တဲ့နေရာတွေလည်းရှိသလိုပေါ့ဟိုမှာတော့ဟိုစကိုင်းမှာတော့အဲ့လိုမဟုတ်တမျိုးလုံးနေပါပဲ ။ဒါကြည့်လိုက်တန်းတန်းအကုန်လုံးပြူတန်းထောက်လျှောက်ပြူနေကြတာ။ဆိုတော့နည်းနည်းကြံခဲ့တဲ့အင်အားလည်းဘယ်သူမှနေလို့ရမယ့်အနေအထားမျိုးမရှိဘူးပေါ့နော်။ဆိုတော့ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော်တော်မှောင်နေပြီ။မှောင်နေပြီဆိုတော့တချို့လည်းစိုးရိမ်ရတာပေါ့။ဟိုအချိန်ကြီးလက်ရှိအချိန်ကြီးရဒါနဲ့ကျွန်တော်တို့အဲ့ဒီစိုးရိမ်စိတ်တွေပါတယ်ဘာမှမရှိဘူး။စိတ်ကဘယ်နေရာတွေငါတို့ထိတိယောက်ဖြစ်အောင်လှူနေဆိုတဲ့စိတ်တွေရှိတယ်။အဲ့ဒါနဲ့လိုက်ကြည့်ရပါဘော။ကြည့်ရတော့တွားတဲ့လမ်းကြောင်း မှာကွာဒီကလေးကျော်မိထားတဲ့ဒီကျွန်တော်တို့မန္တလေးကနေစကိုင်းတရားဘက်ကိုသွားတယ်ကန်နလန်တစ်လျှောက်ကကျွန်တော်တို့ကမတော်တော်ကြီးသတိထားပါမောကားတစည်းစာလေးတော့မာဒီဒီဘက်ကလည်းခြောက်ကြီးလိုဖြစ်သွားပတ်ကြအကြီးဖြစ်သွားဒီဘက်ကလည်းဒီဘက်ဆိုလို့ရှိရင်ဟိုတခါတော့ဟိုအောက်အောက်ထိကို꿰꿰꿰ကြောင်းကြီးပေါ့နော်အဲ့ကားတစည်းစာလေးနေရာနေတော့တကယ်ကိုတက်ဆွန်ဆံများကိုသွားရတာပေါ့နော်ဆိုတော့ဒါဒီ မြင်နေတွေ့နေတဲ့အခါကျတော့ပူပြီးတော့ကျွန်တော်စိတ်ထဲမှာဟိုလူတွေရဲ့ဟိုဒီဒုက္ခတွေခံစားနေရတဲ့လူတွေပေါ်မှာပူပြီးတော့စိတ်ထဲမှာဟိုတူခြင်းတန်းခြင်းတဲ့စိတ်ကပူဖြစ်လာတာပေါ့နော်တော်တော်လေးကိုစိတ်မကောင်းဖြစ်လာတဲ့ကိုထိခိုက်ကြည်ခွဲရတယ်ဗျဟိုမျက်မျက်ကိုတွေ့ရတဲ့အခါမှာပူဆိုးတယ်အာတကယ်ဟိုအခုဟို online online ဒီပေါ်မှာတက်လာတဲ့ ဟာကြီးကြည့်ပြီးတော့ရင်ထဲမှာမကောင်းဖြစ်နေရဲ။အာတကယ်တမ်းတကယ်ဖြစ်တဲ့နေရာရောက်သွားပူဆိုးတယ်။ပူဆိုးရဆိုပူလို့ထိခဲ့ကြည်ခွဲရပါတယ်ဗျ။အဲ့တော့ကိုဟိုဟိုဟာမောမောဘူးချစ်တူဆိုလို့ရှိရင်မအိပ်နိုင်မစားနိုင်ဒီဟာအတွက်ကိုပတ်စံဘလို့ရှာမယ်ဘလူးစီဟိုဘေးကနေပြီးတော့အခုဒီတောင်းမယ်ငါတို့ဘထိရအောင်ငါတို့ဘလူးပြန်သွားလုပ်မယ်ဆိုတာဒါပဲတိလေးတူကကျွန်တော်တို့မှာတိနေ့တိနေ့ဒါတွေပဲတူနေရတာပေါ့နော်ကျွန်တော်တို့သွားလည်းမြတ် လူသူများနေရာတိုင်းနေရာတိုင်းမှာအဲ့ဒီစိတ်ခံစားချက်ကဒါတွေကိုကိုယ်တိုင်ကိုယ်ကျမြင်တွေ့တွေ့ပြီးပူရစိတ်ထဲမှာထိခိုက်ရတယ်ပေါ့နော်ဆိုတော့ဟိုဒါနဲ့အံအံဝေါ်စရာကောင်းတာအဖူးချစ်အပါဝင်ကျွန်တော်တို့အဲ့လိုနေရာတွေသွားရတယ်ပေါ့နော်အခုကမင်းကိုတီသွားရဆိုတော်တော်လေးကိုလမ်းမှာလူတစ်ယောက်မှမတွေ့တာတစ်ယောက်မှမတွေ့တာရွာကိုဖြတ်လို့ရှိရင်တရွာလုံးလူမှမရှိဘူးဟောအဲ့အမျိုးနေရာလူဖြတ်သွားဖြတ်လာတော့မှကိုကူကူဟာ ဘာဖြစ်နေကြဖြစ်ဆိုစိုးဝင်စိတ်ကကိုတူဖို့ပဲစိတ်ကရှိနေတယ်ဒီမှာဆိုတော့မရောက်ရောက်တော့တူမယ်ဆိုတဲ့စိတ်ကတကယ်ချက်သွားတဲ့နေရာကြတော့လေဘယ်သူမှလာမလူနိုင်သေးတဲ့နေရာမျိုးဖြစ်နေတဲ့ခါကျတော့အခုတော့လည်းဟိုဝမ်းသာအားနဲ့ကျေးဇူးတင်ကြတယ်လို့ကျွန်တော်တို့မှလည်းပြင်ပန်းရကျွတ်စွတ်စားပြီးတော့တွားတူရနေတယ်ပေါ့နော်ဟုတ်ကဲ့